ပြီးစီကျိတ်ပြီးလို့ရှိရင်လည်းချက်ချင်းစီအနောက်ဖက်ရအောင်မယ်ဒါတွေကိုတန့်စင်တာအဲဒါထားပါတော့เนาะသူအစင်စင်ရှိမှာပေါ့ရှင်ရှိပြီးတော့နောက်ဆုံးမှာနေကြာစီဆိုပြီးတော့ထွက်ပြီးတော့မှပလင်းနဲ့ထည့်ပြီးတော့မှတစိမ့်နဲ့ပေါ့เนาะဒါကြာကြာနာနာဒီစူပါမားကတ်ပေါ်မှာအစင်နဲ့ဝယ်လို့ရတဲ့အချိန်ထိပေါ့เนาะအဲ့လိုမျိုးလေးကိုကျမတို့ကဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင်အဲကျမတို့ကဒါမျိုးဆိုရင်9နှစ်တို့10နှစ်တို့အချိန်ယူရမှာဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျမတို့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့မှ ဒါပြည်တွင်းစားသုံးမှုပေါ့နော်ပြည်တွင်းမှာပဲရောင်းလို့ရတယ်အပြည်တွင်းမှာပဲဝယ်လက်တွေများတယ်ပြည်တွင်းမှာပဲထုတ်လုပ်တယ်ပြီးလို့ရှိရင်ကျမတို့ကဒီစီလိုမျိုးနိုင်ငံခြားကိုပို့ရင်ပို့မှာပေါ့နော်ဆိုလို့ရှိရင်စီထွက်သီးနှောင်နိုင်ငံခြားပို့မဲ့အစားနောက်ဆုံးတကယ်စားသုံးစီပေါ့နော်ဒီကဲ edible wine ပေါ့ရှင်တကယ်ဟင်းချက်စီကိုဟိုကျမတို့ brand နဲ့ made in myanmar ဆိုရယ် brand နဲ့နိုင်ငံခြားကိုပို့မယ်ဆိုစီကတော့ထမင်းဟင်းချက်တဲ့အချိန်မှာအများရန်ဟင်းချက်တဲ့အချိန်မှာအများရန်သုံးတဲ့ခါကြတော့ ဆိုလို့ရှိရင်ဒီကဘာရဲ့စားနပ်ရိက္ခာဖူလုံရေးအတွက်စံရစီရေပေါ့နော်အဲကျမတို့လုံနိုင်ဖို့ဆိုရင်စံကတော့လတ်တလောပိုရှန်နေပေါ့နော်ဒီပိုရှန်နာတွေကိုလည်းကျမတို့ကခုနလိုတောင်သူတွေအခုခက်ခဲတွေ့နေတာပေါ့တွင်းအားစုတွေဈေးကြီးတယ်စံဈေးကြတော့ကျနေတယ်အဲကျနေတော့စိုက်ပျိုးထုတ်လုပ်တာတရာဒီလုံးထုတ်လုပ်ထားတဲ့လုံအားတွေရောဒီ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 ချိန်မှာတရာဒီလုံးမှာကျမတို့ဒီမိသားစုရဲ့စာဝတ်နေရေးအတွက်ကုန်ကြစိတ်တွေရောအမကာမိပဲနဲ့တောင်သူတွေအကျွေးတင်တဲ့ကိစ္စပေါ့နော် အဲနောက်နေ့ကနောက်နောက်တစ်ခုကကျတော့အချွေးကိုလဲလေအဲမေးပါတယ်ရှင်ဆိုလို့ရှင်တောင်သူတွေတင်နေတဲ့အချွေးကိုအဲဘာလို့ပေးနိုင် မလဲလို့ပေါ့နော်အဲ့ဒါလေးမေးပါတယ်မေးတဲ့ခါကျတော့တောင်သူတွေတင်နေတဲ့အချွေးရလဲနိုင်ငံတော်ဘက်ကကြည့်လို့ရှိရင်ဟိုကိန်းကနန်းက trillion နဲ့ချီပြီးရှိပါတယ်ရှင်အဲ trillion နဲ့ချီပြီးရှိပါတယ်နောက်တောင်သူတွေဆိုတာလဲမြန်မာပြည်မှာ80ရာခိုင်နှုန်းကစိုက်ပျိုးထုတ်လုပ်တောင်တောင်သူတွေဖြစ်တဲ့ခါကျတော့ဒီမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းသော စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေကနေနိုင်ငံတော်ပေါ်ဒီအကျွေးမဆက်နိုင်တာပေါ့နော်ထရီလီယံနဲ့ချီပြီးရှိပါတယ်ရှိတာကျွန်မဘလိုမျိုးလေးလုပ်ရင်ကောင်းမလဲပေါ့နော်ဆိုလို့ရှိရင်အစိုးရဘက်လည်းနိုင်ငံတော်ဘက်လည်းအဆင်ပြေအောင်အဲပြီးလို့ရှိရင်အဲတောင်သူတွေလည်းအဆင်ပြေပြီးတော့မှအဲပြီးလို့ရှိရင်ကျွန်မတို့ရဲ့အဲမြန်မာနိုင်ငံရဲ့စိုက်ပျိုးကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်သွားအောင်ဆိုကျွန်မအကြမ်းမြင့်၁၀နှစ်စီမံကိန်းလောက်တော့ကျွန်မလုပ်ချင်တယ်အဲ၁၀နှစ်မှာပါလဲဆိုရင် ်ဘာလဲဆိုရင်အကျွေးတင်နေတာရဲ့ပထမတစ်နှစ်မှာတစ်ဆယ်ရာခိုင်နှုန်းကိုလျှော့ပေးမယ်အကျွေးလျှော့ပေးမယ်ပေါ့အကျွေးလျှော့ပေးမယ်သို့တော်လည်းအလကားတော့မလျှော့ဘူးဆိုလို့ရှိရင်ဒီတောင်သူအနေနဲ့ GAP လို့ခေါ်တယ်လေ GAP လို့ခေါ်တဲ့ Good Agricultural Practice ပေါ့နော်ဒီလို ဒီလိုမျိုးစေ့ကိုဒီလိုဒီလိုပြိုးထောင်ရတယ်ဒီလိုစိုက်ပြိုးရတယ်ဒီလိုမြေပြင်ရတယ်ဒီလိုရေသွင်းရတယ်တိတ်ပံနေကြစိုက်ပြိုးတာပေါ့နော် GAP လို့ခေါ်ရတယ်ရှင်အဲ့ဒါတောင်သူတွေလည်းအဲတိတဲ့တိတိတဲ့သူတွေလည်းတော်တော်များပါပါဒါပေမဲ့လိုက်ပြီးတော့မဆောင်ရွက်လို့ရှင်ကျွန်တော်တို့အထွက်တိုးဖို့လုပ်ရမှာပေါ့နော်ဆိုလို့ရှင် Good Agricultural Practice GAP လို့ခေါ်ပါတယ်အဲ့ဒါကတော့ဒီစိုက်ပြိုးရေးဌာနကနေပြီးတော့မှဦးစီးပြီးတော့မှကြီးကြပ်ပြီးတော့မှဒီ GAP တိုင်းလိုက်ပါဆောင်ရွက်တဲ့တောင်သူတွေဆိုရင် သူ့မှာရှိတဲ့အကျွေးရဲ့၁၀ရာခိုင်နှုန်းတစ်နှစ်တစ်နှစ်ပေါ့နော်ဒီတသိပေါ့နော်ဒီတသိကိုတသိသုံးဖို့နှစ်သိပေါ့နော်ဒီတစ်နှစ်ကို GAP နဲ့စိုက်တယ်ဆိုရင်10%လျှော့ပေးမယ်အဲ10%အကျွေးလျှော့ပေးမယ် ်နောက်ဒုတိယနှစ်ကျရင်လည်းနောက်ထပ်10%အကျွေးလျှော့ပေးမယ်တတိယနှစ်လည်းလျှော့ပေးမယ်ဆိုရင်ဒီ10%နဲ့10ချိန်ဆိုရင်10နှစ်ဆိုရင်တောင်သူတွေလည်းအကျွေးကျေသွားမယ်ပြီးရင်ဒီတောင်သူတွေကလည်း10နှစ်ကာလမှာ GAP နဲ့လိုက်ပါဆောင်ရွက်ခဲ့တဲ့အခါကျတော့တောင်သူတွေကလည်းဒီ10နှစ်မှာအဲတကယ်ကိုတိတ်ပန်နီးကြပေါ့နော်စနစ်တကျစိုက်ပျိုးထုတ်လုပ်တာဖြစ်ပြီးတော့မှအထွက်တည်းလဲတိုးပြီးတော့မှဝင်ငွေလဲတိုးမယ်ပေါ့နော်အဲကျမအနေနဲ့တော့အကျွေးကိုတော့အလကားတော့လျှော့ပေးတာတော့ကျမအဲ့ဒါတော့ဟိုဟာမဖြစ်ပါဘူးရှင့် ဒါနိုင်ငံတော်ဘက်ကကြည့်ရင်နိုင်ငံတော်နစ်နာတယ်ပေါ့နော်ဆိုလို့ရှိရင်ဒါပေမဲ့တောင်သူဘက်ကကြည့်တော့လေတောင်သူကလည်းမပေးချင်လို့မပေးတာမဟုတ်ဘူးမကြိုက်လို့မပေးတာပေါ့နော်အကျွေးမဆက်တာမကြိုက်ဘူးရှုံးနေတယ်ရာသီဥတုဖောက်ပြန်တဲ့နှစ်ရှိတယ်ပေါ့နော်စသဖြင့်အဲဒါမျိုးလေးတွေဆိုတော့နော်အဲ့ဒါကြောင့်မလို့ဘာလို့တင့်လဲဆိုရင်ခုနအကျွေးလျှော်မယ်ဆိုရင်လေကျမတို့ကအကျွေးလျှော်ပေးမယ်ဆိုပြီးတော့မှမဲရလိုချင်တဲ့စိတ်နဲ့ပေါ့နော်ဒီဟိုဟာပေါ့နော်မဲရလိုချင်တဲ့စိတ်နဲ့အဲကျမတို့ပါတီတာကျမတို့ပါတီတာ အဲဘာအစိုးအနိုင်ရခဲ့လို့ရှိရင်တောင်သူတွေအကျွေးလျှော်ပေးမယ်ဆိုပြီးမဲလိုချင်တဲ့စိတ်နဲ့ကျမအဲ့လိုတော့ကျမမပြောချင်ပါဘူး။ဘာပဲလုပ်ရမလဲဆိုရင်စနစ်တကျပေါ့နော်။လျှော်တဲ့နဲ့လူလျှော်ပေးမယ်။ဘလိုမျိုးလူလျှော်ပေးမလဲဆိုရင်အဲပြီးလို့ရှိရင်ဒီလို GAP ပေါ့နော် Good Agricultural Practice GAP နဲ့တိတ်ပန်နေကြစိုက်ပြီးတော့မှတကယ်စီးစနစ်တကျစိုက်ပြီးအထွက်တိုးတာတဲ့အထွက်တိုးအောင်စ조사ပြီးတော့မှဆောင်ရွက်တဲ့တောင်သူတွေကို ဟိုတနည်းဆိုရင်10% short ပေးမယ်အဖြည်း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  short သွားခြင်းအဖြစ်နိုင်ငံတော်အတွက်လည်းမသိတာဘူးအပြီးလို့ရှင်တောင်သူတွေအနေနဲ့လည်း10နှစ်ပြည့်လို့ရှင်ဒီ GAP နဲ့စိုက်တာလည်းအသားကျသွားပြီးတော့မှအထွက်တွေလည်းတိုးမယ်ဝင်ငွေတွေလည်းတိုးမယ်နောက်တပြိုင်နက်ထဲမှာလည်းနိုင်ငံတော်အနေနဲ့လည်းသူတို့ဘက်ကကြည့်လို့ရှင်လည်းဒီ10နှစ်အတွင်းမှာဟိုဘာပေါ့နော်အကျွေးအကျွေးကျေသွားတယ်ပေါ့ရှင်နော်ဒါမျိုးလေးတွေအဲလောက်ရမယ်လို့ကျမအဲလောက်ရမယ်လို့ကျမအနေနဲ့ အဲကျွန်တော်တို့ပါတီရဲ့မူဝါဒအနေနဲ့ပေါ့နော် ကျွန်တော်တို့အဲ့ဒါလေးတွေရှိပါတယ်ရှင့်အဲ့ဒါလေးကတော့မေးထားတဲ့မေးခွန်းလေးဖြေတာပါအဲဆိုလို့ရှိရင်မေးခွန်းမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်ကျွန်မ၈နာရီကနေစပင်မဲ့ပထမပိုင်းတော့ကျွန်မနည်းနည်းလေးပေါ့နော်အဲနည်းနည်းလေးအတန်အတန်မပါတာတို့တော့လိုင်းကျသွားတာတို့အဲ့ဒါဖြစ်တဲ့ခါကျကျမနည်းနည်းပြန်ပြန်ပြောနေပြီးတော့မှ၈နိုင်ကြော်ကြော်လောက်မှစတော့ အခုချိန်ဆိုရင်တော့၈နိုင်9နိုင်နဲ့20ဆိုတော့လေတနိုင်စွန်းစွန်းလေးရှိသွားတော့တနိုင်ပြည့်သွားတဲ့အတွက်တော့ကျမကျမရဲ့ live ကိုကြည့်ရှုဟိုအားပေးနေကြတဲ့သူတွေလည်းပေါ့နော်ဒါနိုင်ငံရေးပါတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြောတာဒါကျမတို့ကမူဝါဒကိုရှင်းလင်းတင်ပြတာဖြစ်ပါတယ်။နောက်ဆိုလို့ရှိရင်စိတ်ဝင်စားတဲ့ပြီးတော့စောင့်ကြည့်နေတဲ့ပြည်သူလူထုတွေအနေနဲ့လည်းအကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။တော့အဓိကတော့ကျမတို့ကမဲရခြင်းမဲရခြင်းတစ်တိုင်းပြည်စီးပွားရေးပြည်လဲပြီးတော့ခုနကပေါ့နော်။တိုင်းပြည်စီးပွားရေးပြည်လဲပြီးတော့မှအိမ်အောင်စုတိုင်းချမ်းသာပြီးတော့မှကျမတို့အိမ်အောင်စုချမ်းသာတဲ့အိမ်အောင်စုတွေပေါင်းထားတဲ့မြန်မာနိုင်ငံကြီးကျော်ဝချမ်းသာပြီးတော့မှဒဏ္ဍာရီအကြီးလာမယ်ဒဏ္ဍာရီအကြီးလာတဲ့အချိန်မှာလူတိုင်းကပျော်ရွှင်မယ်ကျန်းမာမယ် အဲတုံးနိုင်မယ်ဆွဲနိုင်မယ်နိုင်ငံတကာနဲ့ရင်မောင်းတန်းနိုင်မယ်လူတိုင်းကစိတ်ကြည်ကြည်လင်းလင်းပျော်ပျွှင်ွှင်နဲ့နိုင်ငံကိုနိုင်ငံကိုတံပိုးထားမယ်ကိုကိုမျိုးချစ်စိတ်တွေရှင်သန်းထက်မြက်လာမယ်တယောက်နဲ့တယောက်ဟောပေါ့နော်ဆိုရှယ်ကိုဟီးရှင်းပေါ့နော်လူမှုရေးအရာစီးလုံးညီညွတ်မှုလူမှုရေးအရာဟာမိုနီပေါ့နော်တဟဇာတဖြစ်မှုတွေရှိပြီးတော့မှ political might ဆိုတဲ့နိုင်ငံရေးနိုင်ငံရေးအင်အားကြီးလာပြီးလို့ရှိရင်အစိုးရနဲ့ပြည်သူချစ်ခင်ရင်းနှီးမယ်နိုင်ငံရေးအစည်းအဝေးလုံးလုံးရှိမယ် နိုင်ငံရေးအင်အားကြီးပြီးလို့ရှိရင် ပြီးလို့ရှိရင်နိုင်ငံနိုင်ငံကိုချစ်တဲ့တားကောင်းနေတဲ့ဒီမြန်မာတပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်စသဖြင့်ဒီလိုမျိုးကာကွယ်ရေးလုံခြုံရေးချိန်မှာမြန်မာတားကောင်းနေတာဝန်ထမ်းဆောင်ပြီးတော့မှဒီမြန်မာတပ်မတော်ကလည်းလက်နက်အင်အားတွေကလည်းဟိုပေါ့နော်ဒီဒီကပေါ့ရှင့်ဘယ်လိုပြောမလဲလက်နက်အင်အားတွေလည်းခစ်မီခစ်မီလက်နက်အင်အားတွေရှိပြီးတော့မှ လူလူအင်အားလဲအဲတက်အင်အားလဲဟိုဟာပေါ့နော်လူအင်အားလဲပြေးဝတယ်ပြီးလို့ရှိရင်လက်နက်အင်အားလဲပြေးဝတယ်ဒီ military might ပေါ့နော်ကာကွယ်ရေးအင်အားကြီးမားတဲ့နိုင်ငံဖြစ်မှသာလျှင်ကျမတို့ကဒီ၃ချောင်းတောက်ပေါ့နော်၃ချောင်းတောက် economic might military might political might အဲ့၃ချောင်းတောက်ထောင်နေတဲ့အချိန်ကြမှာကျမတို့နိုင်ငံကအောင်မြင်တဲ့နိုင်ငံဖြစ်မှာဖြစ်ပါတယ်ရှင့် เนาะအဲ့ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကအောင်မြင်ခြင်းမအောင်မြင်ခြင်းဒီနိုင်ငံသားတယောက်ချင်းစီနဲ့ဆိုင်တယ်လို့အစိုးရတွေနဲ့လည်းဆိုင်ပါတယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံရေးပါတီတွေနဲ့လည်းဆိုင်ပါတယ်နိုင်ငံရေးပါတီတွေကလည်းအဲပြည်သူလူထုနိုင်ငံဖွံ့ဖြိုးတိုးတက်စေစေနိုင်တဲ့ပြည်သူလူထုတွေအဆင်ပြေစေနိုင်တဲ့မူဝါဒတွေချမှတ်ပြီးချမှတ်ပြီးတော့မှဒီမူဝါဒနီလန်းအဖြစ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ဒီနေ့ညမှာအမေခွန်းလဲဖြစ်ရင်းနဲ့ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ပါတီရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အဓိကတော့နော်ဒီဒီဟောပေါ့ရှင်ဒီစိုက်ပျိုးရေးစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အဲမူဝါဒလေးကိုမေခွန်းလဲဖြစ်ရင်းနဲ့ရှင်းလင်းတင်ပြဒါဖြစ်ပါတယ်ရှင်အားလုံးပဲမြန်မာနိုင်ငံသူနိုင်ငံသားများအဲစိတ်ချမ်းသာခြင်းအဲကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်ဝပြီးတော့မှအဲပြည့်ဝပြီးတော့မှမြန်မာနိုင်ငံသူနိုင်ငံသားတယောက်ချင်းစီတိုင်းဟာ ကောင်းသောလူအင်ဆန္ဒပြေဝကြပါစေလို့စွမုံကောင်းတောင်းရင်းနဲ့ကျမရဲ့တင်ဆက်မှုကိုနှိကုံချုပ်ပါရရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်